ဟယ်လိုမင်္ဂလာပါကျွန်တော်ဒီတန်ကန်းစာကတန်ကန်းစာ60ဖြစ်ပါတယ်အဲ့တော့ဒီတန်ကန်းစာ60မှာကျွန်တော်တို့ freezer တစ်လုံးကို A1 ဘယ်လိုပတ်မလဲဆိုတဲ့တန်ကန်းစာလေးဖြစ်ပါတယ်เนาะပထမဆုံးကျွန်တော်တို့ ကွန်မရိုက်ဇာရဲ့ session ကိုတွားဖို့အတွက်အပေါက်လေးတစ်ပေါက်ဖောက်ပေးသွားမယ်။နောက်ပြီးတော့ဒီအပေါက်ကနေပြီးမှကျွန်တော်တို့ session ကိုတွားလို့မရဘူး။ဒီရဲ့နံရံကိုကျွန်တော်တို့ခွေးရမှာဖြစ်တယ်။ပြီးရင်ဒီရဲ့ဖို့သားလေးကိုထုတ်ရမယ်။ဖို့သားရဲ့အတွင်းတင်းမှာမှကျွန်တော်တို့ session pipe ကိုပတ်ပြီးမှ compressor စီဝင်ရမယ်။ပြီးရင်ကျွန်တော်တို့ဒီမှာဖို့လောင်းရမယ်နော်။ဒီတိုင်းဆင်းလို့မရဘူးပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ A ဝင်ခွေပြီးသွားပြီ။အဲ့တော့ A ဝင်ခွေပြီးသွားပြီဆိုရင်နောက်တစ်ခွေဆက်လာမယ်။ Okay ။ဒီတော့ဝင်လို့ရပြီ။ကျွန်တော်ဒီဝင် အဲ့တော့ဒီလိုလေးကျွန်တော်တို့ခွေမယ်ဆိုရင်ခြေထောက်တစ်ဖက်ဒီကျွန်တော်တို့ဒီဘက်ကိုဆက်ကန်ထားပေးရပါမယ်။ Okay ဖြစ်နိုင်မယ်ဆိုရင်အလေးမလေးတစ်ချောင်းလောက်ကန်ပေးထားတော့ကောင်းတယ်ခြေထောက်၃ချောင်းလောက်ပါရင်တော့ဘယ်နားလဲလဲနည်းနည်းအပေါ်တိုင်မယ်နည်းနည်း Very good တဲ့ဟုတ်တယ်နော် Okay ဒီဘက်ကိုဒီအကွာဝေးပါတိုင်မယ်ခွေနောက်ဆုံးမယ် ဲဝေးစီးလေးမြင်ရမယ်ဒါပဲเนาะโอเคကျွန်တော်ဒီဘက်မှာတစ်ချက်ခြေထောက်နဲ့ရမယ်အလေမှာတစ်ချက်နဲ့မယ်ပြီးရင်ဒါလေးကိုလက်လေးနဲ့အသားလေးကိုွေးလိုက်ရင်ရပြီဖြစ်ပါတယ်โอเคဝေးမိလား very good တဲ့ဟုတ်တယ်เนาะအဲ့တော့ဒီအကွာဝေးနဲ့ကြည့်မယ်နည်းနည်းလေးတက်သွားတယ်ဒီအကွာဝေးကနည်းနည်းလေးအောက်ချမယ်ဒီရလေးအောက်နည်းနည်းချမယ်နည်းနည်းလေးနောက်တစ်လိုင်းမှရမှာသူကနောက်တစ်လိုင်းလာမှာသူကနောက်တစ်လိုင်းကဒီကနေတက်လာမှာဒီလိုတက်လာမှာသူကဒီကနေတော့မှာအောက်ချမယ် ချောင်းမယ်ချောင်းမယ်ဆိုချောင်းမယ်ချောင်းမယ်ဒဲဒီကတည်းရပြီတုံးလိုက်နော်ဟုတ်ကဲ့နော်โอเคနောက်တစ်လိုင်းကဒီမှာလာမလीဒီမှာလीအဲ့လိုလာပါနော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီဘက်မှာ bracket တခုရဲရမယ်ပြီးရင်ဒီဘက်တန်း bracket ကိုဆွဲလို့ရပြီ spray ကို spray ဆွဲထုတ်တော့လေမှွေလိုက် spray ကိုမှွေလိုက်အင်းပြီးတော့ဒီဘက်တန်းကိုနင်းထားမယ်โอเคအဲ့ဆိုရ bracket ဒီမှာဆွဲမယ်ဒီမှာဆွဲမယ် bracket လေးကိုအကိုလုံးမယ် โอเคตัดตัดทุบยาเลยไปบาล่ะโหตัดทุบยาติช่องล่ะตัดทุบช่องเลยไปบาล่ะอะปยาเลยไปเลยยาได้อะปยาเลยเอ้ดิกว่าเราตัดทุบยาเลยโหต้องไปอ่ะบามั้ยเนาะเราดิอ่าไซเนมาย่องเนี่ยตัดทุบยาเลยเนาะตัดทุบยาเลยมาตันจีไม่ไล่ปูเนาะตัดทุบยาเลยต้องไปอ่ะมามั้ยပြီးတော့ရင်ကျွန်တော်နဲ့လေးကြာရမှာဖြစ်ပါတယ်เนาะ အာကျွန်တော်တို့ဒီ plot byte တွေကိုတော့ကော့ကိုလုတ်ပေးရမှာဖြစ်ပါတယ်နော်ဒီလိုပိုက်လုံးတစ်လုံးစာရဲ့အဖွဲအပြင်မှာလုတ်ပြီးဒီလိုအပေါက်လေးတွေဖောက်ပေးရပါမယ်ဒါကတွတ်တွတ်ဖြစ်ပါတယ်နော်တွတ်တွတ်လည်းဖြစ်ပါတယ်ဒါကတော့ဒီတန်ဖြူတွေပါတယ်လုတ်တဲ့ဆိုင်တွေမှာဝေလို့ရတာဖြစ်ပါတယ်နော်ဒါကတော့တွတ်ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးကိုလိုချင်တဲ့ပမာဏပုံမှာလုတ်ပေးရမှာဖြစ်ပါတယ်အဲဒီကျွန်တော်ဒီဘက်တောင်းကိုကျွန်တော်ခွေတော့မယ်ဆိုရင်ဒီဘက်တောင်းကိုကျွန်တော် ခြေထောက်လေးနဲ့နဲမယ်အလျားတစ်ချက်နဲမယ်ကိုလိုချင်တဲ့အပွားဝင် နောက်မှတင်လို့ရတယ်အဲဆိုရင်လက်လေးနဲ့ကျွန်တော်အသားလေးဒေါင်းလေးကိုတွန်းလိုက်ရင်ရပြီဖြစ်ပါတယ်တွန်းမယ်โอเคမှန်တယ်လက်အားကောင်းတာဖြစ်ပါတယ်နော်အဆင်ပြေပါတယ်လက်အားလေးကောင်းကောင်းအောင်လက်လေးတန်ရမှာပေါ့နော်ဒီမယ်မရရင်တူလေးနဲ့ဖဖလေးပေါက်လိုက်ရပြီဝင်တော့ပြီရပြီနင်းရပြီအဲ့လောက်လောက်ဆိုရပြီရပြီအဆင်ပြေသွားပြီဟုတ်တယ်နော် โอเคအရှိပဲပုံမယ်โอเคအဲ့လိုကြမယ်နော်ဒီဟာလေးတွေနည်းနည်းလေးလှောင်လို့ပုံမယ်ပါလဲပါလဲဖဏမရှိဘူးသတ်သဖဏမရှိဘူးအင်းကျွန်တော်ဒီဘက်မှာခြေထောက်နင်းထားတဲ့ဟာကို bracket တစ်ခုဆွဲမယ်နောက်ပြီးတော့ဟိုဘက်တောင်းက bracket တစ်ခုဆွဲมาဖြစ်ပါတယ်နော်ညာတော့သူ့အတူလာလိမ့်မယ်လေသူ့အတူအချိုးစားလာမယ်အချိုးစားလာမယ် ဒီကောင်လေးကတားချောင်းနေတယ်နောက်မှလုံမယ်နော်โอเคခဏဆောင်ပွင့်မယ်ပြီးရင်ဒီဘက်ကဘာလုပ်ထားမလဲကန်ထားမယ်ဒီတောင်လည်းကန်ထားမယ်ဖြစ်နိုင်မယ်ဆိုရင်အလေးကတချောင်းလေးကန်ထားမယ် very good တဲ့ spring ဆွဲအောင်မယ်တိုင်လို့ရပြီ ဘယ်ရကတဲ့ဟာခြေထောက်တွေကိုသုံးလိုက်တာနေရှယ်ပဲရပြီနဲတစ်ချက်လောက်ရရင်တစ်ချက်လောက်နည်းနည်းလေးပပလေးဒေါင်းလေးကို good day ရပြီအဆင်ပြေပြီ spring ဟိုဘက်ပေါ့မလုံးမလဲလောက်ခတ်မယ်လောက်ခတ်မယ်မှု့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 နေနေမှု့ဟုတ်တယ် very good day နော် okay အဲ့တော့ဟိုမှာတစ်ချက်နင်းထားမယ်ဒီသူနဲ့အတူတူသွားမှာနော်ဟုတ်သူနဲ့အတူတူသွားမှာဟိုဘက်တစ်ချက်ဒီဘက်တစ်ချက်မရောက်စင်းနဲ့ဒီကောင်မအောက်မှာပဲမှာလဲ အမမပါသေးဘူးဒီဟာနဲ့သူသွားမယ်သူနဲ့အတူတူတန်းနဲ့သွားမယ်ဒီကောင်ကပါခဲ့ဦးရလဲနားမလိုက်မလဲနားမလိုက်မနော်โอเคရပြီမိုက်တယ် very good သွားပြီနော်โอเคပါလို့ရတော့ဒီဘက်တောင်ခြေထောက်နဲ့ကန်ထားမယ်ပြီးရင်ဒီဘက်ကိုပဲဥစားပြီးပြင်းနေလိုက်မယ်လေအဆင်ပြေသွားပြီအဲ့ဆွဲနော် ဘယ်လိုအဲ့ဆိုကျွန်တော်တို့ကဒီဘက်ဒေါင်းကိုကျွန်တော်တို့ကခွေမှာဖြစ်တဲ့တကြောင်မလို့ဟိုဘက်တောင်ကိုကျွန်တော်ခြေထောက်နဲ့တေချာလေးကန်ပြီးနင်းထားရပါမယ်เนาะပြီးတဲ့အခါမှာကျွန်တော်တို့ဒီဘက်တောင်ကိုပြန်ခွေရမှာဖြစ်တယ်ဒီဘက်တောင်ကိုဆွေးလိုက်တဲ့အခါကျွန်တော်တို့ဒီတောင်ကမပါအောင်တဲ့ဒီဘက်ကိုတော့ခြေထောက်နဲ့တေချာလေးနင်းထားပါเนาะโอเคအေးမှန်တယ်အဲ့ရှိကူတယ်ဘာဖြစ်လို့နင်းထားမှန်တယ်မှန်တယ်เนาะမှန်တယ်ဒီစနိုက်မှန်တယ်အေးဟုတ်တယ်မှန်တယ်ဘယ်လိုကုန်တယ်လှတယ်ဒီခါလေးနင်းချလိုက်တော့အေး င်းကဟုတ်ကဲ့အေးဘိုးတော့ပြီမင်းဘိုးလည်းမပြောင်းပါဟုတ်တယ်နော်။ရောင်းခဏလေးခဏလေး။သူလေးတစ်ချက်ရိုက်လိုက်။ညောင်းမင်းလောက်။တစ်ချက်ရိုက်လိုက်။နင်းလေရ။ရပြီ very good တယ် very good တယ်အဲ့လိုလေနော်စကူတာပါလေးနဲ့။အာစကူတာပါလေးနဲ့အဲ့လိုလေးထည့်လိုက်ရပြီရှေ့ပဲ။ဟိုဘက်တောင်းနင်းထားတယ်။ပြီးရင်ဒီဘက်တောင်းလေးကိုစကူတာပါလေးနဲ့တစ်ချက်ပုတ်လိုက်ရင်ရပြီနော်။ပြီးတော့ဒီဟာကိုဂယူးမဆိုင်နိုင်အောင်ကဒီကောင်နဲ့တန်းတန်းအရင်ကန်ကြည့်လိုက်အောင်နော်။ ပြီးမှဒီဒီမှာပြီးမှဘယ်မှာတက်တန်းလဲဒီဘက်မှာတက်တန်း तू ကအရှက်ရှည်တာမဟုတ်လို့နော်